ဇော်လငရဲနေကဩစတြေးလျနိုင်ငံရဲ့လူဦးရေအထူးသဆုံးမြို့ဖြစ်တဲ့စစ်ဒနီမြို့အပါအဝင်အရှိတ်ဘက်ကမ်းခြေတစ်လျှောက်မှာပြင်းထန်တဲ့မုန်တိုင်းတစ်ခုတိုက်ခတ်ခဲ့ရာကြောင့်တပ်ပင်တွေအမြင့်ကကျွတ်ထွက်ပြီးအင်ဂျီထောင်ပေါင်းများစွာဟာလျှက်စစ်မီပြတ်တောက်ခဲ့ရတယ်လို့ AFP သတင်းတရရသိရှိရပါတယ်။ဇော်လ၄ရက်နေ့က Queensland ပြည်နယ်မှာပြင်းထန်တဲ့လေပြင်းရနဲ့ရေဝန်းကြောင့်မိုးတီထန်စွာရွာသွန်းပြီးလေပြင်းမုန်တိုင်းတွေတိုက်ခတ်ခါပင်လယ်ပြင်မှာလှိုင်းထန်ခဲ့ပြီးတဲ့နောက် New South Wales ပြည်နယ်မှာလည်းအခုလိုမျိုးမိုးတက်မုန်တိုင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ new software ပြည်နယ်အနှံ့မှာရှိတဲ့လူရပေါင်းများစွာဟာအိုးအိမ်တွေကိုစွန့်ခွာထပ်ပစ်ခဲ့ရသလိုရေကြီးရေချမ်းမှုကြောင့်လမ်းမတွေပေါ်မှာပိတ်မိနေတဲ့မော်တော်ယာဉ်မောင်းနှင်သူတွေကိုကယ်တင်ပေးဖို့လဲလိုအပ်နေရလို့ပြည်နယ်ရေးပေါ်ကူညီကယ်ဆယ်ရေးဌာနကပြောပါတယ်လေတိုင်းနှုံးကတနအိကိုကီလိုမီတာ90လုံးလောက်ရှိနိုင်ပြီးတော့ပြည်내တချို့ဒေသတွေမှာတော့125ကီလိုမီတာလောက်အထိရှိနိုင်တယ်လို့မိုးလေဝသဘျူရိုကထုတ်ပြန်ကြေညာခဲ့ပါတယ် လေတိုင်နှုံပြင်းထန်မှုကြောင့်စစ်နီလေဆေးရဲ့ပြည်ရန်သုံးဦးတွေကနှစ်ခုကိုပိတ်ထားခဲ့ရပြီးပြည်ရင်းပြည်ပခီးစဉ်တချို့ကိုလည်းဖျက်သိမ်းခဲ့ရပါတယ်။မိုးလေဝသဘူရိုရဲ့ထုတ်ပြန်ချက်အရ24နာရီအတွင်းမှာမိုးရင်ချိန်မီလီမီတာ100ကနေ200အထိရှိနိုင်ပြီးဝူလီမြစ်မှာတော့အမြင့်ဆုံးစိုးရင်ရေမှတ်ဖြစ်တဲ့469မီလီမီတာအထိရှိနိုင်တယ်လို့သိရပါတယ်။ အရှိဘပင်လေကန်းချီဒေသမှာဩစတြေးလျနိုင်ငံသားအများအပြားနေထိုင်တာကြောင့်လူနေထူတတ်တဲ့ဒေသတွေကို မုန်တိုင်းတိုက်ခတ်ခဲ့တဲ့အတွက်စိုးရင်ပွဲရာအခြေအနေတရက်ကိုရောက်ရှိနေပြီဖြစ်တယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။